မင်္ဂလာပါဒီနေ့တော့ Joshua Van ရဲ့လာမယ့် UFC 317ပွဲစဉ်အကြောင်းကိုနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြအောင်ဟုတ်ကဲ့ပါခင်ဗျာဒီပွဲနဲ့ပတ်သက်ပြီးရောလီတရင်းရင်းမြစ်တီထဲကအဓိကအချက်တီနော့ကွဲကစိတ်ဝင်စားစရာလေးတွေကိုစူးစီးပြီးပြောပြသွားမှာပါအင်းအဓိကတော့လက်မဆင်းနှုံးတွေအရန်တက်လေတဲ့အခြေအနေရဲ့ Joshua Van ရဲ့လူကြိုက်များမှုဘလောက်ထိမြင့်တက်လာပြီလဲဆိုတာရယ်ဟုတ်ကဲ့ပါပြီးတော့ နာမည်ကြီးတိုက်ဟိုက်သမားမာနီကာကဖေးရဲ့ဒီပွဲအပေါ်ထုံးသက်ချက်တွေကိုအဓိကထားပြီးကြည့်ကြမယ်။ဟုတ်ပါတယ်။အဲဒီပွဲကတကယ်ကိုရှူတောင်းဆုံးခဲ့တဲ့စိတ်ဝင်စားဖို့ကောင်းနေတယ်။အတူတပြက်အဲ့ဒီလက်မဆေးတွေပေါ့။ဟုတ်ပါ။အဲ့လက်မဆေးနှုန်းအကြောင်းရင်စလိုက်ရအောင်လား။မူလကဒေါ်လာ၉လ900လောက်ကနေအခုအလေလက်တန်းလက်မတောင်ဒေါ်လာ2000နားကနေပြီ။อืม2000ဆိုတော့မြန်မာငွေနဲ့ဆို380လောက်ထက်သွားပြီနော်။ใช่ค่ะ။တော်တော်လေးခုန်တက်သွားတာ။ Flyway တန်းရတဲ့ဒီလိုဆေးမျိုးကရင်ကတိတ်မကြောက်ဘူးလေ။ အဲ့ဒါတကယ်ကိုမှတ်သားလောက်တဲ့ဈေးတက်နှုန်းပဲပြီးတော့လေလီယန်ကဟိုတယ်ကဒီပါထည့်တက်လိုက်ရင်ဟုတ်တယ်ဟုတ်တယ်ဆိုတော့ပရိသတ်တယောက်အတွေ့စုစုပေါင်းဒေါ်လာ3500မြန်မာငွေနဲ့ဆို340 150လောက်အနည်းဆုံးကုန်နိုင်တယ်။အော်အဲ့လောက်တောင်းလား။ဟုတ်တယ်။ဆိုတော့အမာခံပရိသတ်တောင်းသွားကြည့်ဖို့က နှစ်ခါပြန်စဉ်းစားမယ်အခြေအနေဖြစ်သွားတာပေါ့ဒါပေမဲ့လေအန်ဩစရာကောင်းတာကအဲ့လောက်ဈေးကြီးနေတာတောင်လက်မတွေကကုန်လုံးထိနေပြီဆိုတာပဲအဲ့ဒါကအဓိကအချက်ပဲဒါကဂျော်ရှွာဗန်ကူးရဲ့ market value ဘလောက်တက်လာပြီလဲဆိုတော့ကိုညွန့်ပြနေကသူ့ရဲ့ဆွဲဆောင်မှုကတော်တော်လေးအလုတ်ဖြစ်နေပြီอืมဒါဆိုသူ့ရဲ့ဝင်ငွေရောဒီပွဲကနေပိုများလာနိုင်တယ်လို့ခမလို့ရလားအဓိအကျပဲအရင်ပွဲတွေကရတဲ့ pay per view အပါဝင်ဝင်ငွေထက်အများကြီး တည်တည်လာတာမြင့်တက်လာနိုင်ခြင်းရှိတယ်။ဟုတ်ပါပြီ။သူ့ရဲ့လူကြိုက်မြောင်းမှုကပွဲရဲ့စီးပွားရေးကိုဘလောက်ထိတက်ရောက်မှုရှိတယ်ဆိုတာဒါကတာတွေကတခုပဲလေ။သူ့ brand တံပိုးတက်လာတာနဲ့အမျှ sponsor တွေဘာတွေကလည်းပို့ပြီးစိတ်ဝင်စားလာမှာပေါ့။ဟုတ်ပါပြီ။တစ်ဖက်မှာလည်းနီးစင်တီပိုင်းတုံးတက်ချက်တွေကစိတ်ဝင်စားဖို့ကောင်းနေပြန်တော့အထူးသဖြင့်မာနယ်ကလိုမျိုးတန်းတူ flyweight ကစားသမားတယောက်ရဲ့အမြင်ပေါ့။ဟုတ်တယ်။သူအမှန်တော့ Brandon Royver နဲ့ထူးချင်းခဲ့တာ။ဟုတ်တယ်။ ဒါပဲဒီ van နဲ့ rover ပွဲကလည်း style အရာကြီးကောင်းပဲပွဲလို့တို့ကမြင်တယ်။သူက van ရဲ့အတာချက်တွေကိုဘလို့ထောက်ပြထားလဲ။အဓိကကတော့ van ရဲ့ boxing နည်းစနစ်ကောင်းတာရဲ့လက်တီးမှာ power ပါတာရဲ့ပြီးတော့ဟို defense ပေါ့ခံစစ်ပိုင်းကောင်းတာ။အင်းအင်းအဲ့ဒီအချက်တွေကြောင့် rover ရဲ့အဓိကအတာချက်တွေတဲ့နပန်းကတိတ်အလုပ်ဖြစ်မှာမဟုတ်ဘူးလို့တို့ကတုံ့တက်တယ်။ ဆိုလိုတာကဗန်ကပွဲကိုမတ်တက်ရတိုက်ခိုင်းနိုင်အောင်ထိန်းထားနိုင်ချေများတယ်ပေါ့ဒါပေမဲ့ rival ဘက်ကလည်း short တွတ်လို့မလာတဲ့အချက်တွေရှိတယ်လို့ဆိုထားတယ်နော်မှန်ပါပြီ rival ကသူ့ရဲ့ဟိုပေါက်ခွဲအားကောင်းငယ်တိုက်ခိုက်ပုံလေး explosive style ဆိုတာမျိုးအော်ချိုင်ချိုင်ချိုင်ရုတ်တရက်အချိန်ပြီးပြင်းနဲ့ disert win တိုက်တာမျိုးပေါ့အဲ့ဒါက NDA ရှိတယ်ပြီးတော့အပြန်အလှန်ထိုးချက်တွေမှာပြိုင်ဘက်ကိုထိအောင်လုပ်နိုင်တဲ့အရေးချင်းရှိတယ်သူဥပမာပေးထားတာ Vandy နဲ့ Johnson ပွဲတုန်းကလိုမျိုးလားဟုတ်တယ် ဲ့လိုမျိုးအလဲထိုးခံရနိုင်တဲ့အန်ဒီရဲ့ကအမျက်ရှိတယ်လို့သူကတတိပေးထားတယ်။ဒါပေမဲ့အားလုံးခြုံကြည့်ရင်တော့သူကဗန်ဘတ်ကပိုးပြီးထိနိုင်ချေရှိတယ်လို့ယုံကြည်ကြောင်းပြောထားပါတယ်။ Van Buck ကယက်တီတယ်ပေါ့ကောင်းပါပြီဒီတော့အနှစ်ချုပ်ရရင် Joshua Van Dee နဲ့ရဲ့ဒီ UFC 317ပွဲကလေ Limasino အညံ့ညင်းနေဆိုရယ်စင်ခေါ်မှုရှိလေပြီမယ်ထိုက်ထိုက်တစ်ဖက်မှာလည်းသူ့ရဲ့ထုံထိုးတက်လာတဲ့လူကြိုက်များမှုဝင်ခွေအလားလာတွေကိုတက်သေးပြနေတယ်ဟုတ်ပါရဲ့ပြီးတော့ Mane Kek လို့တခြားထေတန်းသမားတွေကတော့သူ့ရဲ့နီးစနစ်ပိုင်းအသာစီးရနိုင်မှုကြောင့်အနိုင်ရနိုင်ကြီးမြင်နေကြတယ်ပေါ့မှန်ပါဒီချက်တွေနဲ့ဆက်ပြီးစဉ်းစားကြရကတော့အဲတက်ခရွတ်တမတယောက်ရဲ့နာမည်ကြောကြားမှုကလည်း ပွဲတပွဲရဲ့စီးပွားရေးကိုဘလောက်အတိုင်းအတာအထိလွှမ်းမိုးနိုင်တယ်လဲဆိုတာရေအေးဟုတ်တယ်နောက်တစ်ခုကကျွမ်းကျင်သူတွေရဲ့တုံ့တက်ချက်တွေကတော့တကယ်ပွဲရလနဲ့ဘလောက်ထပ်တူကြနိုင်မလဲဆိုတာပေါ့ใช่ค่ะဒါတွေကတော့ပွဲပြီးမှပဲအဖြစ်သိရမယ်စိတ်ဝင်စားစရာမိကွင်းနေဖြစ်နေတာပေါ့လေ